ကပ္ပဓာအာယုံမှာမရင်ကျက်သေးဘူးစိတ်ကလေးဟာကိလေသာတွေဖယ်ရှားဖို့အတွက်မရင်ကျက်သေးဘူးဆိုရင်ရှင်းချက်အောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့၅မျိုးမြတ်စွာဘုရားဟောတဲ့အခါမှာဒီတရား၅မျိုးကိုယ်တဏ္ဍာမှာရှိအောင်အရင်လုပ်ရှိအောင်လုပ်မယ်ဆိုလို့ရှိရင် မရင်ကျက်သေးတဲ့စေတဝိမု ക്തി ဆိုတဲ့တမာတိစိတ်ကလေးဟာရင်ကျက်လာလိမ့်မယ်ရင်ကျက်လာလိမ့်ဒါပြင်နံပါတ်၁ကပါတော့လို့ဆိုလို့ရှိရင် ကလျာဏမိတ်တော်တကယ်ကိုအာကိုအာထလောက်တဲ့ကမ္မထမ်းဆရာမိကောင်းဆွေကောင်းရှိရမယ်တို့ဆိုတယ်ကမ္မထမ်းလို့အာထုတ်တော့မယ်ဆိုရင်ကိုယ့်အကိုလုံးလုံးမရဘူးဆရာကောင်းသမားကောင်းနဲ့ဒီစိတ်ကပ်ပြီးတော့ကိုယ်လေးစားတဲ့ဆရာသမားရဲ့ဤလန်းကိုယူဖို့လိုအပ်တယ်ပေါ့ဒါကြောင့်ဒီကလျာဏမိတ်တာဆိုတာသိအရေးကြီးဒီနေရာမှာအရေးကြီးတာမဟုတ်ဘူးလေ သုဒ္ဓထုတ်တဲ့အခါမှာလည်းပဲစနစ်တကျလမ်းညွန်ပြတဲ့ guideline ဆိုတာရှိရမယ်။ဒါကြောင့်မို့ကလျာဏမိတ်တာဆိုနီးစနစ်ပေးနိုင်တဲ့ပုဂ္ဂိုလ်မိမိနဲ့တင့်တော်တဲ့ကမ္မထာတင့်တော်တဲ့အရာတွေကိုပွင့်ပွင့်လင်းလင်းပြောဆိုပြီးတော့မိမိနဲ့တင့်တော်အောင်ကမ္မထာအလုပ်ကိုပေးနိုင်တဲ့ဆရာသမားကလျာဏမိတ်တာလို့ခေါ်တယ်။သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်တို့နဲ့ပြည့်စုံတဲ့ ကောင်းမြတ်သောဂုဏ်တွေနဲ့ပြည့်စုံတဲ့အာကိုအာထာပြုလောက်တဲ့မိတ်ဆွေလို့ဆိုလိုတယ်ပေါ့အဲ့တော့မြတ်စွာဘုရားဆိုတဲ့ကရယာဏမိတ်တာကိုအကြောင်းပြုပြီးတော့တဏှာဝကလွတ်ကြလွတ်ရလွတ်ကြောင်းတရားကောင်းတွေကိုရရှိသွားကြတယ်ဖျားပြတဲ့နီလန်းအတိုင်းလိုက်လို့ဒီလိုဖြစ်တာဟုတ်ဒါကြောင့်မို့လို့နီးစနစ်ဆိုတာအမှန်မှအရေးကြီးတယ်ပေါ့အေးမရင်ကျက်သေးတဲ့ဒီတမာရီစိတ်တွေရင့်ကျက်လာဖို့အတွက် ဆရာကောင်းသမားကောင်းစီကနိနာနေတရားခံယူပါလို့ကလျာဏမိတ်တာရှိဖို့လိုအပ်ပါတယ်ဆိုတာဒါတစ်ခုအဲ့တော့ကလျာဏမိတ်တာဆိုလမ်းမပြတဲ့ပုဂ္ဂိုလ်သွားတွေ့ရင်လည်းအမှရောက်သွားတတ်သေးတယ်ပေါ့ဒါကြောင့်မလို့ဒါအမြဲတမ်းအရေးကြီးတယ်လို့ဆိုလို့ဒီကလျာဏမိတ်တာဆိုတာ ਨੇ ပတ်သက်ပြီးဝိတ္တုမိတ်မှာတော့တေချာရှင်းပြတာကမ္မထာဆရာဆိုတာဘယ်လိုပုဂ္ဂိုလ်မှကမ္မထာဆရာဖြစ်နိုင်တယ်လဲသူကိုယ်တိုင် ဒီတရားကိုကျင့်ပြီးပေါ့ရောက်အောင်မြင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒီလိုဆိုတယ်နော်အဲ့ဒါမရဘူးဆိုရင် နောက်ဆုံးတဆင်ချင်းတဆင်ချင်းချမှာဥပမာသောတပန်ဖြစ်ခြင်းသောတပန်ဖြစ်ဘူးတဲ့ပုဂ္ဂိုလ်နဲ့တွေ့ဖို့လိုတယ်တဂရကံဖြစ်ကျင့်နေတဲ့တဂရကံလုပ်ဘူးတဲ့ပုဂ္ဂိုလ်အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်အမှသူ့အတွေ့အကြုံရှင်းပြနိုင်မှာပေါ့နောက်ဆုံးမှအဲ့ဒီအဆင့်မရောက်ဘူးဆိုရင်တောင်သူကပါတော့စေဒီလုပ်ငန်းနေနဲ့ပတ်သက်ပြီးတော့ စာပေကျမ်းကျွမ်းကျွမ်းကျင်ကျင်ဘောဓုတ္တရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ဘုန်းကြီးတို့အရင်ကဟောထားတဲ့ကမ္မထံဆရာဆိုတာလေးကိုဖတ်ကြည့်လိုက်မယ်ဆိုရင်ဘယ်လိုပုဂ္ဂိုလ်မျိုးဟာကလျာဏမိတ်တာဖြစ်ကောင်းဖြစ်နိုင်တယ်လဲဆိုတာအဲ့ဒီတရားထဲမှာဟောထားတာရှိတယ်နော်ကမ္မထံဆရာဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်ရမလဲအော်ကမ္မထံနဲ့ပတ်သက်တဲ့จิตมุจินิยาสอเทศิกရှင်းပြနိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့လိုအပ်တယ် အဲ့တော့အဲ့ဒီပုဂ္ဂိုလ်ကိုအမိရပြီအဲ့ဒီပုဂ္ဂိုလ်ရဲ့ဤစနစ်အတိုင်းကိုကိုယ်တိုင်ကျင့်ကြံကြောက်ွားတော်ဒါကတခု နောက်နံပါတ်2ကပါတော့စေတိလအရေးကြီးတယ်တိလအရေးကြီးတယ်ကိုချင်းတိလတရားထုတ်တော့မယ်ဆိုရင်ကိုချင်းတိလဒါအရေးကြီးတယ်ဘာကြောင့်အရေးကြီးတယ်လို့ပြောတော့လူတွေလူဝကြောင့်နေဆိုရင်ငါးပါးတိလနေဆုံးရှိရအရေးကြီးရဟန္တာငါးတွေဆိုရဟန္တာငါးတွေဆောင်ထည့်ရတဲ့တိလား အဲ့ဒီကိုချင်းသီလအရေးကြီးဘာကြောင့်ကိုချင်းသီလအရေးကြီးနေဆိုရင် ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်ဟာကိုသီလကိုအာရုံပြုလိုက်လို့ရှိရင်စိတ်နှလုံးဝမ်းသာဝမ်းသာကဝမ်းမြောက်မှုပမောစာကိုဖြစ်စေတယ်ပမောစာကပီတိကိုဖြစ်စေတယ်ပီတိကပတ္တိဆိုတဲ့ကိုရောစိတ်ပါငြိမ်းချမ်းမှုကိုဖြစ်စေတယ်ကိုရောစိတ်ပါငြိမ်းချမ်းမှဒုက္ခဆိုတာရတယ်ဒုက္ခဆိုတာရမှစိတ်တည်ငြိမ်မှုဆိုတာဖြစ်တယ်ဟောသီလကနေဆက်သွယ်ပြီးတော့ ပအဝိပတိတာရစိတ်နှလုံးကြည်သာတယ်စိတ်နှလုံးကြည်သာခြင်းကပမောဇဝမ်းမြောက်တယ်ပီတိဝမ်းသာတယ်နှစ်ချိုက်တယ်ပတ္တတိကိုရောစေရောငြိမ်းချမ်းတယ်ဒုက္ခကိုချမ်းသာမှုစိတ်ချမ်းသာမှုရှိတယ်ပြီးတဲ့အခါကျတော့တမာတိဆိုရင်စိတ်တည်ငြိမ်မှုရတယ်အဲ့ဒီအကျိုးပြုတာဖြစ်သောကြောင့်ဒီသီလကအကျိုးပြုတာဖြစ်သောကြောင့်ကိုယ်သီလသည်တမာတိကိုအထောက်အကူပြုတဲ့သီလ အဲ့ဒါလို့မဟုတ်လို့ရှိရင်ကိုယ့်ကိုယ်ပြန်စဉ်းစားလိုက်ငါမဟုတ်တာဘာလုပ်ထားတယ်ငါမှာတီလာရှိတယ်မရှိဘူးကိုယ့်ကိုယ်သိတင်တာအဲ့လိုသိလို့ရှိရင်စိတ်ကရောက်ရက်ခတ်ပြီးတော့သူကတရားကျင့်လို့မရဘူးဆိုပါစို့ရှင်အင်္ဂုလိမာလမထေမြတ်စွာဘုရားစီမြတ်စွာဘုရားရဲ့ပေါ်မှာယုံကြည်ပြီးတော့လုံးဝသူဟာ လူချမ်းကြီးဘဝကနေဆွန့်လွတ်ပြီးယဟန်ဘဝရောက်လာ။ယဟန်ဘဝရောက်လာလို့မြတ်စွာဘုရားပေးတဲ့နေစနစ်အတိုင်းတရားအထုတ်တာ။တက္ကပဒအာယုံလဲယူလိုက်ရောသူ့မြင်ကွင်းထဲကဘာတွေမြင်တော့ဆိုလို့ရှိရင်သူဟာတောထဲမှာနေပြီးတော့ဝင်းလာတဲ့လူတွေကိုလိုက်ပြီးဓာတ်နဲ့ခုတ်ထားတော့เนาะလှမ်းနဲ့ထိုးတာတော့អော်ကြဟေးကြပြေးကြလွှားကြဓာတ်တွေပဲမြင်။တရားထုတ်တဲ့အခါမြင်ကွင်းထဲကအဲ့ဓာတ်တွေကြီးပဲလာနေ။ အဲ့ဒါတွေလာလို့သူတရားထုတ်လို့ကိုမရနိုင်ဘူး။နောက်ဆုံးကြမှာမြတ်စွာဘုရားကယတောဟံပဂိနိရိယာယဇာတိယဇာတောဆိုတဲ့အင်္ဂုဏိမာလာပြိမာလာတယ်လို့ပဲ။ယဟန်ဖြစ်လာတဲ့နောက်ပိုင်းမှာသူဒီအလုပ်တွေမလုပ်ပါဘူးဆိုပြီးရှေးဘင်းကဟာတွေကိုမေ့ထားလိုက်ပြီးတော့ယဟန်ဖြစ်လာတဲ့အချိန်ကစပြီးပြန်စင်ရင်စဉ်းစားလိုက်တဲ့အခါမှာသူစိတ်ဟာတည်ငြိမ်အေးချမ်းမှုကိုရလာပြီးနောက်ဆုံးတရားတွေ့ရသွားတာဖြစ်တယ်ပေါ့။ဒါကြောင့်မို့ လောကမှာကိုချင်းတီလပြက်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာဘလို့မှတမာတိစိတ်ကိုထူထောင်လို့မရနိုင်ဘူးကိုလှုပ်ခဲတာတွေကအရှူ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 ခေါင်းထဲမှာပေါ်လာတာအခုမေဂိယမထေမှာပေါ်တယ်ဆိုတာအခုဘဝမဟုတ်ဘူးအတိတ်ဘဝဟာဒီတောင်ပေါ်လာတယ်နော်အဲ့တော့အတိတ်ဘဝပေါ်လာတာဟာတခါတခါလူတွေဟာတယောက်ထဲနေရင်တွေးတတ်တယ်အဲ့ဒီအတွေးတွေဟာခုဘဝနဲ့ပတ်သက်တဲ့အတွေးရှိသလိုလိုအတွေးရှိသလို အတိတ်ဘဝနဲ့ပတ်သက်တဲ့အတွေးတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့သို့တော့ကိုကအတိတ်အတွေးလားပစ္စုပန်အတွေးလားဆိုတော့မခွဲခြားနိုင်လို့တခါတလေထူးဆန်းတဲ့အတွေးတွေတွေးမိလို့ရှိရင်တော့ဒါအတိတ်တုန်းကသဘောကျတဲ့အတွေးတွေပဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့အဲ့ဒါလို့မြတ်စွာဘုရားကတိလကိုစင်ကြယ်အောင်လုပ်ပြီးတိလကိုမပြတ်ဆင်ကျင်ပေးရမယ်ငါပါရဏိပါဏလုံးနေအာရဏရဏလုံးနေ ငါသီလဟာယ ahanan ပုဂ္ဂိုလ်ကြီးကျင့်တဲ့သီလမျိုးဖြစ်တယ်လို့စိတ်ထဲမှာဝမ်းသာအားရဖြစ်အောင်သီလကိုဆင်ခြင်စဉ်အဲ့ဒါလို့သီလကိုအာယုံပြုပြီးတော့နေခြင်းအားဖြင့်လည်းပဲဒီတမာရိစိတ်လေးမရင့်ကျက်သေးလို့ရှိရင်ရင့်ကျက်လာဖို့အတွက်အထောက်အကူတွေဖြစ်တယ်စိတ်ကိုတဖြည်းဖြည်းဆုံးမသွားတဲ့သဘောခုနကကလျာဏမိတ်တဆိုတာအပြင်ဘက်ကအထောက်အကူပြုတာသီလကြတော့ကိုယ့်ကိုအတွင်းကအထောက်ပြုကူပြုတာ ကိုတီလာကိုကိုအာယုံပြုတ်လိုက်တာနဲ့တပြိုင်တည်းစိတ်ဟာတည်ငြိမ်မှုလေးတွေရလာတယ်လို့။နောက်တတ္တိယအနေနဲ့ကတော့ဘာရောဆိုလို့ရှိရင်လိုအပ်တာဒီတရားစကားနဲ့ပတ်သက်ပြီးတော့မကြာခဏတရားဓမ္မတရားကို နာယူခြင်းမှတ်သားခြင်းအားလည်းပဲအရေးကြီးတယ်။တွေ့ကြ။ဒါမို့တရားထုတ်နေတဲ့အချိန်မှာတရားနာရတယ်ဆိုတာအဲ့ဒါပြော တရားနာတယ်ဆိုတာတရားနာတာပဲဖြစ်ဖြစ်စသင်တာပဲဖြစ်ဖြစ်ကိုကျင့်နေတဲ့ကမ္မဋ္ဌာန်းတစ်ခုကိုထောက်ကူပြုတဲ့ဟာတစ်ခုလို့ရအဲ့တော့ရှင်တို့ကတော့မြတ်စွာဘုရားကကထာ၁၀မျိုးဆိုပြီးသတ်မှတ်တရားစကား၁၀မျိုးသတ်မှတ်ပေးထားတာရှိတယ်အဲ့တရားစကား၁၀မျိုးဟာအဘိတံလေခိကာသူကကိလေသာတွေနှဲသွားအောင်လုပ်နိုင်တဲ့စကားမျိုး ခါလေးအကျင့်ဘက်ကိုဥတီပြီးတော့ပြောတဲ့စကားတွေကကိရိတာနဲစေတယ်ပေါ့လူတွေမှာနော်တထတာစာရာတို့စသဖြင့်အလိုနဲအောင်ပြောတဲ့ဟာမျိုးတွေအပိတန်လေးခိကာကိရိတာတွေကိုနဲပါတော့မတိသေးတာတွေသိလိုက်ရင်ကိရိတာဟာနဲပါသွားတယ်စေတုံးဝိဝရဏတပ္ပယာစိတ်ဟာဟိုမတိလို့ဘိမ့်ဘိမ့်ဘိတ်ဖြစ်မနေပဲနဲ့ပွင့်လင်းမြင်သားလာတယ်ကိုယ်စိတ်လေးဟာ ာလုပ်ရမယ်ကိုယ်စိတ်အခြေအနေဘယ်လိုရှိတယ်ဆိုတော့တိတာလအောင်ပြောနိုင်တဲ့စကားမျိုးတွေကိုနားထောင်မှုလိုအပ်တယ်ဧကန္တနိဗ္ဗိဒါယတန်တရာဝကညီငွေ့ဖို့ဒါလည်းသိအရေးကြီးတာပဲဝိရာဂာယတမဲမှုကင်းကွာဖို့နိရောဓာယချုပ်ငိမ့်သွားဖို့ဥပတမယငိမ့်အေးသွားဖို့အဘိညာယအထူးသောအတိညာဏ်ဤရဖို့ဆိုတဲ့ဒီကထာစကားတွေကို နားထောင်ဖို့လိုအပ်တယ်လို့သူတို့ဆိုတယ်အဲ့ကထာကဘာလို့ဆိုနံပါတ်၁ကအပိဿကကထာဘယ်ရပဲဖြစ်ဖြစ်အလိုဆန္ဒအလိုလောဘနေပါရမယ်လောဘကြီးတာမကောင်းဘူးလောဘကြီးတာမကောင်းလိုလောဘနေရမယ်ဒီလိုဆိုလိုတယ်နော်လောဘကြီးတာလူသိလဲရှက်စရာကောင်းတယ် ဝတ္တရုံကြီးကိုသူများနဲ့အတူတူဆိုင်ကနေပြီးတော့သူကလူ9ယောက်ရှိတဲ့9ထုံးထဲထားသူက3ထုံးလောက်ဆဲချလိုက်တယ်ဆိုရင်ဒါများသွားပြီပေါ့သူဂျန်တဲ့လူတွေတရုံးမှရမှာနော်တော့အပိစကထာဆိုတာနေဒီအလိုနေတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒီစကားမျိုးတွေကိုလည်းဒီပုံမြင်နေပုံဝှထုတွေရှင်းသုံးပုံတွေနော်အလိုနေတာဘလောက်ကောင်းတယ်ဆိုတာတွေ အဲ့ဒီစကားတွေကကိုယ်စိတ်ကူပြောင်းလဲသွားစေနိုင်တယ်ပေါ့ဒါတွေလည်းလိုအပ်တဲ့တန်တုဋ္ဌိကတာရှိတာလေးနဲ့ဂျေနတ်တာဘလောက်တန်မိုးရှိတယ်တန်တုဋ္ဌိပရမန္တနာရှိတာလေးနဲ့ဂျေနတ်တာဥစ္စာထဲမှာအကောင်းဆုံးပဲလို့ဆိုရက်ဆုံးမသွန်သင်ချက်ကလေးတွေပဝိဝေကကထာကံကုံအာယုန်တွေကနေကင်းကွာလွတ်လပ်တဲ့နေနိုင်တဲ့စိတ်ထမျိုးတန်ဖိုးရှိကုန်အတန်တဲ့ကကထာ ဒီလူသူနဲ့ရောနှောပြီးတော့ရောရောနှောနှောဒီလိုနေတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ဘာကိုယ်တူတယောက်တည်းတရားဓမ္မကျင့်သုံးပြီးတော့နေထိုင်တာမျိုးဝိရိယဓမ္မကထာ ကိုဘာလုံးသိနေအကုသိုလ်တွေနဲသွားအောင်မလုံလုံးရမယ်ကုသိုလ်တွေများလာအောင်ဘလို့ကြိုးစားရမယ်ဆိုတဲ့တိုက်တွန်းနှိုးဆော်တဲ့လုံလဝိရိယနဲ့ပတ်သက်တဲ့စကားတဲ့သီလကထာသီလရှိခြင်းအကြောင်းကို ိုကျင့်ရမယ့်သီလဟာဘလောက်တန်ဖိုးရှိတယ်ဆိုတာနဲ့ပတ်သက်တဲ့စကားမျိုးတွေနောက်တမာတိကထာတမာတိဆိုတာဘယ်လိုအနေထားရှိတယ်ဘယ်လိုတည်ငြိမ်အောင်လုပ်ရတယ်ဆိုတာကအစအဲ့ဒီတမာတိပတ်သက်တဲ့စကားမျိုးတွေပညာကထာအသိပညာဆိုတာဘယ်လိုဟာဖြစ်တယ်ဆိုတာပညာနဲ့ပတ်သက်တဲ့စကားတွေဝိမု ക്തി ကထာကိလေသာတွေကဆင်းရဲဒုက္ခတွေကလွတ်မြောက်ကြောင်း ဖော်ပြတဲ့စကားမျိုးတွေဝိမု ക്തി ညာနာသဒ္ဒနာလွမြောက်ပြီးတဲ့အခါမှာလွမြောက်ပြီးတဲ့အနေအထားပေါ်မှာပြန်လည်ရှုမြင်နိုင်တဲ့စဉ္ညတုံတရားအသိဉာဏ်လေးဆိုတဲ့အဲ့ဒီကထာဆယ်မျိုးကိုလွယ်လွယ်ကူကူရတာမျိုးဖြစ်ရမယ်။နံပါတ်၄ကတော့ဝိရိယရမအာရဒဝိရိယအာထုတ်အပ်သောဝိရိယရှိတယ်ဆိုတာသူကစ조사အထုတ်တယ်။조사အထုတ်မှုဆိုတာဘယ်လိုဟာတော့ဆိုရင် မိမိတဏ္ဍာမှာဖြစ်ပေါ်လာတဲ့အကုသိုလ်တရားတွေကိုဖယ်ရှားဖို့ကြိုးစားတယ်။မိမိတဏ္ဍာမှာမရသေးတဲ့ကုသိုလ်တရားတွေရဖို့ကြိုးစားတယ်။ဥပမာစိတ်တူတတ်တယ်ဒေါသဖြစ်တတ်တယ်ဆိုရင်အဲဒေါသမဖြစ်အောင်စိတ်တူမိရင်အဲ့ဒီဒေါသကိုဖယ်ရှားဖို့ကြိုးစားမေတ္တာမပွားသေးဘူးဆိုရင်မေတ္တာပွားဖို့အတွက်ကြိုးစားရမယ်ဒီလိုဆိုလိုတယ်။အကုသိုလ်ကိုဖယ်ရှားဖို့တွန်းလှန်ဖယ်ရှားဖို့ကြိုးစားခြင်း ကုသိုလ်တရားတွေမဖြစ်ဖြစ်အောင်ကြိုးစားတိုးပွားလာဖို့ကြိုးစားခြင်းလို့ဆိုရယ်ဒီကြိုးစားခြင်းနဲ့ပြည့်စုံရမယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်တမ္ပပဋ္ဌာန်တရား၄ပါအဲ့ဒီနဲ့ကြိုးစားမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ဆုတ်ပေးရမယ်ဖြစ်လာလို့ရှိရင်ဖယ်ရှားပြေးရမယ်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာအောင် လုပ်ရမယ်ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားလာအောင်လုပ်ရမယ်လို့ဆိုရယ်ဒီကြိုးစားမှု၄ရက်ကိုလုပ်ရမယ်လို့အဲ့ဒါမှ တိုးတက်လာမှာဖြစ်တယ်ပေါ့အလကားအနေနဲ့တော့လွယ်လွယ်ကူကူတော့ရလာမှာမဟုတ်ဘူးတဲ့နော်တမာရီမရသေးရအောင် ကြိုးစားမယ်ဆိုစိတ်ထက်နဲ့ကြိုးစားဖို့လိုအပ်တယ်နံပါတ်5ကတော့ပါတော့ပညာဝါအသိပညာတွေထမြင်ရမယ်ထမြင်အောင်လေ့ကျင့်ယူရမယ်ဝိပဿနာပညာဥရိယဘယထခာမိနိယရုပ်တည်နံနေဖြစ်ပြီးပြတ်သွားတယ်ဆိုတာကိုရှင်းရှင်းကြီးသိအောင်ကြိုးစားရမယ်နောက်ဆုံးမှာ အဲ့ဒီဝိပဿနာဉာဏ်ကဆင့်တက်ပြီးတော့နိဗ္ဗေဒိကာယကိလေသာတွေကိုဖယ်ရှားပြစ်တယ်ราကကိုဖယ်ရှားနိုင်တယ်ဒေါသကိုဖယ်ရှားနိုင်တယ်မောဟကိုဖယ်ရှားနိုင်တယ်မဲ့ပညာဆိုတာမျိုးရောက်အောင်ကြိုးစားအထောက်အမယ်ဒီပညာရှိဖို့လိုတယ်အလုံးပေါင်းလိုက်တဲ့အခါကျတော့ကလျာဏမိတ်တာတီလာတဲ့နော်ကထာတဲ့ပြောဆိုတဲ့တရားစကားနော်ကထာအရဒဝီရိယပညာလို့ ဝိရိယပညာလို့အလုံးဒီ၅မျိုးဟာမရင်ကျက်သေးတဲ့ဒီစိတ်ရဲ့လွတ်မြောက်တဲ့တမာတိတရားကိုလွတ်မြောက်ရင်ကျက်စေနိုင်တဲ့တရား၅မျိုးပဲဖြစ်တယ်။ဒါတွေနဲ့ကိုယ်စိတ်ကိုရင်ကျက်လာအောင်လေ့ကျင့်ရမယ်လို့ဆိုလိုတယ်ပေါ့နော်။အဲ့ဒီဒီမှာကလျာဏမိတ်တာအကယ်၍ရှိပြီဆိုရင်တဲ့မြတ်စွာဘုရားကမိကောင်းဆွေကောင်းရှိလို့ရှင်တီလာပြည့်စုံမှုလည်းပဲမခဲရင်ဘူးနော်။ တမတီလာပြည့်စုံမှုလည်းမခဲရင်ဘူးကထာတွေနာနာကြာနိုင်ရဖို့ရလည်းမခဲရင်ဘူးလုံလဝီရိယကြိုးစားအထုတ်မှုတွေစိတ်တတ်တွေထက်တန်လာဖို့ဆိုတာလည်းမခဲရင်ဘူးအသိပညာတွေတိုးတက်မြင့်မားလာဖို့ဆိုတာလည်းမခဲရင်ဘူးတဲ့ကလျာဏမိတ်တာဆိုတဲ့အပြင်အကြောင်းတစ်ခုရှိလိုက်ထားနဲ့အတွင်းကအကျိုး၄မျိုးဟာဖြစ်ပေါ်လာနိုင်ပါတယ်လို့ဒီလိုဟောတယ်မြတ်စွာဘုရားအလုံးပေါင်းလိုက်တဲ့အခါကျတော့၅ခုပေါ့နော် ၅ခုကလျာဏမိတ်တာသီလကထာဝီရိယပညာအဲ့ဒီ၅မျိုးဟာ ရှင်းချက်မှုဖြစ်ပေါ်စေတယ်ပေါ့အဲ့တော့ဒီဒီ၅မျိုးကို ကိုယ်တဏ္ဏမှာမရရအောင်ကြိုးစားကြိုးစားပြီးတဲ့အခါကျတော့ရှေ့ဆက်ပြီးဘာလုပ်ရအောင်ဒီတရား၅မျိုးပေါ်မှာအခိုင်အမာတည်ဆပ်ပြီးတော့မြတ်စွာဘုရားကမေကိယယဟန်ကိုနှီးပေးတာတရား၄မျိုးကိုဆက်ပြီးတော့အထုတ်ပါတဲ့ ဘာတွေအားထုတ်ရမလဲဆိုရင်အဲ့တော့ကမ္မဋ္ဌာန်းဆိုတာတခုတည်းအားထုတ်လို့မရဘူးကြည်ရတာအခုပြောတာကအခြေအနေကောင်းတွေဖန်တီးနေတာနော်တရားထုတ်သေးတာမဟုတ်သေးဘူးကြည်အခြေအနေကောင်းတွေဖန်တီးပေးနေသီလဆိုတဲ့ကလျာဏမိတ်တာဆိုတဲ့အခြေအနေကောင်းသီလဆိုတဲ့အခြေအနေကောင်းကထာဆိုတဲ့အခြေအနေကောင်းဝီရိယဆိုတဲ့အခြေအနေကောင်းပညာဆိုတဲ့အခြေအနေကောင်းတွေကိုသင်ယူမှတ်သားလေ့လာပြီးကိုယ်တဏ္ဍာမှာအခြေခိုင်ပြီဆိုရင် ဘာကမ္မထာအထောအမလဲဆိုတာကိုဆက်ပြီးခေါ်တယ်။တေနဘိက္ခုနာဣမေတုပင်စတုဓမ္မေတုပဋိဋ္ဌာယဒီ၅မျိုးပေါ်မှာအခိုင်အမာတည်ရှိပြီးတော့စတ္တရောဓမ္မဘာဝေတ္တပါ။နောက်၄မျိုးကိုအထောပါဟာတဲ့ကိုယ်တန်တမှာဖြစ်အောင်လုပ်ပါ။ဘာတော့ဆိုရင်အတုပါဘာဝေတ္တပါရာဂတဘာဟနာယ။တွေ့တာမှုတွေတတ်မဲ့မှုတွေပျောက်ကင်းသွားအောင်အတုပါကမ္မထံကိုပွားများပါလား။အတုပါဆိုတာ ဟိုဖြူနေတယ်ကြီးပြောတာ မဟုတ်ဘူးเนาะကိုယ်ခန္ဓာကိုကြည့်ပြီးတော့ဒီစဉ်းစားကြည့်မယ်ဆိုရင်လူရဲ့ခန္ဓာကိုဟာနေစင်နေမြအဲ့ရထားလိုက်တာနဲ့တန်ရှင်ရေလုံးလို့သာမတန်ရှင်ပဲနဲ့နေလိုက်မယ်ဆိုရင်လူရဲ့အနတ်အသက်တွေဟာအလွန်ဆိုးဝါးလာလိမ့်မယ်เนาะตวาดရတယ်မျက်နှာသိရတယ်ရေမိုးချိုးရတယ်ဓာတ်တွေမလုတ်ဘဲနဲ့နေကြည့်ပါလားကိုယ်ကိုယ်တော့တတိမာမဟုတ်တော့เนาะ ခန္ဓာကိုယ်အထွက်တဲ့အရာတွေမှန်သမျှတခုမှတိမ်ထားစရာမရှိဘူးတခုမှလည်းမွေးကြိုင်တာမရှိဘူးအကုန်လုံးဟာဆွန့်ပြရတာ၄ကြီးပဲအဲ့ဒီလိုဆင်ញင်သုံးသတ်တာအတုပါလို့ခေါ်တယ်နော်မတင့်တယ်ယွန်စပွဲဖြစ်နေတဲ့ချင်းရာတွေကိုယ်ခန္ဓာကိုယ်ကိုတတ်နိုင်သလောက်ကိုယ့်ကိုဆင်ញင်စဉ်းစားကြည့်ဆင်ញင်စဉ်းစားပြီးအတုပဆိုတဲ့အမှတ်တင်ညာကိုစူးစမ်းပါတဲ့အဲ့ဒီစူးစမ်းလို့ရှိရင်ရာဂဟာရောကြသွားလိမ့်မယ် တွတာမှုတွေတမဲမှုတွေရောကြသွားလိမ့်မယ်ဒါကရာဂအတွက်အရေးကြီးဆုံးအတုပကမ္မထံတစ်ခုအထုတ်ဖို့နော်ကေတာလောမနခရဏတဆော32ကုဋတာနဲ့အထုတ်အထုတ်သို့မဟုတ်ကုတဏမဒီယွန်းစရာတွေတွေးတွေးအဲ့ဒါလိုတွေးပြီးတော့ကုတဏမယွန်းစရာကောင်းတယ်လို့သူများတဏမလည်းပဲဒီတိုင်းပဲဆိုတာတွေကိုတွေးရင်တတ်မဲ့မှုဆိုတဲ့တဏမလာတော့ဘူးလို့သူတို့ပြောတာနော် အဲ့တော့ရာဂကိုဖယ်ရှားဖို့အတွက်အတုပကပ္ပဌံကိုအထုတ်ပါတဲ့နောက်တစ်ခါနံပါတ်1ကမေတ္တာဘာဝေတ္တဗာဒေါသတ္တပါဏာယတဲ့စဉ်းစားကြည့်ခုခေတ်မေတ္တာပို့တဲ့လူတွေကကိုတရားထုံးလို့ရှိရင်မေတ္တာခြုံလုံးနေဆိုပြီးတော့နော်ကိုအနေရကင်းအောင်လို့ဆိုမေတ္တာပွားကြအမှန်ကကြည့်ရသော်ပြဟောထားတာကိုယင်ထဲကဒေါသပျောက်ခင်းမှုအတွက်မေတ္တာပွားပါတဲ့ကိုယင်ထဲမှာ အလိုမကြတာတွေဖြစ်တတ်တယ်လေဒေါသဆိုတာမကျင်နှက်ဖြစ်တာမှန်သမျှဒေါသပဲလေနော်ကျင်နှက်နေရင်သာလောဘမကျင်နှက်ဘူးဆိုရင်ဒေါသအဲ့ဒီရင်ထဲကအမုန်းဒေါသနော်ဆန့်ကျင်နေတဲ့ဒေါသတရားပျောက်ခဲမှုရတဲ့မေတ္တာကိုပွားပါလို့သူဆိုတယ်မေတ္တာပွားရခိုင်မာဖြစ်အောင်အဲ့ဒါဒေါသကိုဖယ်ရှားဖို့မေတ္တာကမ္မထာအထောက်အမဲတဲ့နောက်တစ်ခုကတော့အာနာပါနသတိဘာဝေတ္တဘဝိတက္ကုပစ္စေကာ ခုနလိုအတွေးတွေများနေပြီနော်ဟိုတွေးဒီတွေးတွေဒါတွေးနေတယ်ဆိုရင် ထွက်လင်ဝင်လေမှတ်တဲ့အာနာပါနတတိကိုအထုတ်ပါတဲ့ဒါအာနာပါနတတိကိုလှုပ်ပါတယ်အတွေးတွေကိုရှော့ချဖို့အတွက်အာနာပါနတတိကမ္မထံကိုအထုတ်ပါတဲ့နောက်တစ်ခါနံပါတ်၄ကအနိစ္စသင်ညာဘာဝေတ္တပါအတ္တမိမာနသမုခန္တာယာ ကိုကိုဘာပဲဖြစ်ဖြစ်ဖြစ်တယ်လှုပ်တယ်လှုပ်နိုင်တယ်ဆိုရအရေးချင်းနေမာနတရားကိုဖယ်ရှားပြစ်ဖို့ဆိုလို့ရှိရင်တော့မမြဲဘူးဆိုတာကိုအမြဲတမ်းနှလုံးသွင်းပါဘေယာမထာဝရမဟုတ်ဘူးအလုံးဟာပြောင်းလဲနေတဲ့အရာသာဖြစ်တာဖြစ်ပြီးရင်ပြတ်သွားတာတွေပဲဖြစ်တာဖြစ်တယ်လို့ဆိုတဲ့အခါမှာကိုယ့်ရဲ့အရေးချင်းပေါ်မှာအထင်ရောက်မှုဆိုတဲ့မာနတရားကိုဖယ်ရှားဖို့ရတဲ့အနေစာတင်ညာကိုပွားပေးပါတဲ့ ီထဲမှာကြည့်မယ်ဆိုရင်အတုပါကလည်းသမထပဲမေတ္တာကလည်းသမထပဲအာနာပါနသတိကလည်းသမထပဲလို့ပြောလို့ရဟောအနိစ္စတင်ညာကြတော့ဝိပဿနာအစစ်ပဲနော်ဝိပဿနာတရားပွားများအထုတ်ပါလို့သူတို့ပြောတယ်အဲ့ဒီမှာမြတ်စွာဘုရားကမေဂိယမထေကိုပြောတဲ့ဟောတဲ့အခါမှာအနိစ္စတင်ညိနောဟိမေဂိယအနတ္တတင်ညာတန်ထာတိမမြဲဘူးလို့စဉ်းစားလို့ရှိရင်နော် အတ္တမဟုတ်ဘူးဆိုတဲ့အနတ္တသို့မဟုတ်ငါငါဟာဆိုတာမရှိဘူးဆိုတဲ့တုံညသဘောတရားဟာအလွယ်ကူထင်လာနိုင်တယ်။အနိစ္စမြင်လို့ရှင် အနတ္တလည်းမြင်တယ်လို့ဒီလိုဆိုလိုတယ်နော်။မမြင်တဲ့အရာတစ်ခုဒီဘယ်မှာငါဟာဟုတ်လဲ။အဲ့တော့အနိစ္စတင်ညာရှိမယ်ဆိုလို့ရှင်အနတ္တတင်ညာဟာအလွယ်ကူပေါ်လာနိုင်တယ်။အနတ္တတင်ညာကိုလုံးထာမဖြစ်ဘူးလို့ဆိုတဲ့နော်ကိုအလိုတစ်ခုဘာတစ်ခုမှမဖြစ်ဘူး။ တူရိယဖြစ်တဲ့ထင်နေတာသူကသူအကြောင်းကျိုးညီနေဖြစ်တယ်လို့ထင်တာကိုတကယ်ကတော့သူအကြောင်းနဲ့သူဖြစ်နေတာအခုကျမကြီးကောင်းနေတဲ့ပုဂ္ဂိုလ်တွေဟာ ကိုထခြင်းထသွားခြင်းသွားစားခြင်းစားဆိုကိုကိုလှုပ်ခြင်းတဲ့အတိုင်းအကုန်ဖြစ်နေတယ်လို့ထင်နေတာအဲ့ဒီနေရာမှာကြည့်နေလေးဖြတ် ကြည့်ပါလားလေးဖြတ်လိုက်ရင်မရတော့ဘူးလေအဲ့တော့ခုနကကောင်းတော့ကတော့ရော ဆိုတော့ကောင်းတော့ကသူကကိုဖြစ်ချင်းလို့ဖြစ်တာမဟုတ်သူအကြောင်းအကျိုးညင်ညွတ်နေလို့ဖြစ်တာနော်အကြောင်းအကျိုးခန္ဓာကိုယ်ကစိတ်သွားတဲ့အတိုင်းဖြစ်နေလို့သာညင်ညွတ်နေလို့သာဖြစ်တာဟုတ်ခုနကလို့ paralyze ဖြစ်သွားပြီလေဖြတ်သွားပြီဆိုရင်လက်ကလေးတောင်မြောက်ချင်လို့မှမြောက်လို့မှမရတော့တာအဲ့တော့ကိုယ်အလိုတိုင်းဘာမှမဖြစ်ဘူးဆိုတာမမြဲတဲ့သဘောတရားကိုဆင်ခြင်စဉ်းစားခြင်းဖြင့်အနတ္တတင်ညာလည်းပေါ်လာမယ်တဲ့အနတ္တတင်ကြီး ကိုယ်လူတိုင်းဘာတစ်ခုမှမဖြစ်ဘူးလို့တွေးနိုင်တဲ့ပုဂ္ဂိုလ်သိမြင်တဲ့ပုဂ္ဂိုလ်ဟာအတ္တမိမာနငါလုံးနိုင်တယ်ဆိုတဲ့မမာနတရားတွေဟာလည်းပဲအကျွင့်မဲ့ရှင်းပြပြီးသားဖြစ်တယ်မျက်မှောက်ဘဝမှာလည်းပဲကိလေသာခတ်သိမ်းအကုန်ငြိမ့်သွားနိုင်ပါတယ်လို့မြတ်စွာဘုရားကဒီကမ္မထံ၄မျိုးကိုနော်ပြီးတာခုနအချင်းဒီကောင်း၅မျိုးကိုဖန်တီးထားပြီးတော့ကမ္မထံ၄မျိုးကိုဆက်ပြီးအထုတ်ပါလို့ဒီလိုဆိုလို့ ကိုယ်စရိုက်အားလဲတော့ဆိုတာရာဂပယ်ဖို့အတွက်အတုပါကိုအထုပ်ပါဒေါသပယ်ဖို့အတွက်မေတ္တာကိုအထုပ်ပါနော်အတွေးတွေများနေလို့ရှင် အာနာပါနကိုအထုပ်ပါပြီးရင်အနိစ္စတင်ညာကိုအထုပ်ပါအဲ့လိုအနိစ္စတင်ညာအထုပ်လို့ရှင်အနတ္တတင်ညာဟာအလွယ်တကူဖြစ်လာပါလိမ့်မယ်အနတ္တတင်ညာပယ်ဖြစ်ပေါ်လာလို့ရှင် မာနကိုအလွယ်လေးပဲပယ်နိုင်ပါတယ်မာနပယ်လိုက်တာနဲ့တပြိုင်နက်ခိလိတာတွေအလုံးဟာငြိမ့်သွားပြီ ဒီဘဝမှာတွင်ပဲเนาะမြတ်ဆုံးစိတ်နှလုံးအေးချမ်းမှုခိရိတာချုပ်ငြိမ်းမှုရရှိတော့မှာဖြစ်တဲ့